ဘောလုံးသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့လီဗာပူးနောက်ခံလူအောင်ကာရီဂါကတော့ဒီယာတီပရီးမီးယားလိပြန်ပွဲမှာအာဆင်နယ်အသင်းကိုချက်ပြင်းမဖြစ်အောင်တားဆီးနိုင်မှာတော့အာဆင်နယ်တသင်းသာရှိတော့မယ်လို့သုံးသပ်ပြောကြားခဲ့ရလေဖြစ်ပါတယ်။အာဆင်နယ်အသင်းအားဆိုရင်တော့ဒီယာတီပရီးမီးယားလိပြန်ပွဲမှာပုံစံကောင်းပြသနေပြီးတော့ပွဲစဉ်ခွန်ခဲတဲ့ကအမတ်ဘေးစရာထိတ်ဆုံးမှာတောက်လျှောက်ရပ်တည်နေခဲ့ပါတယ်။ အခုတပတ်ပွဲစဉ်စနစ်မှာဆိုရင်တော့ဒုတိယနေရာကအနည်းဆုံးပြိုင်ဘက်ချက်စီးကို6မှတ်ဖြတ်တောက်နိုင်ခဲ့တယ်လို့ရှုံးပွဲတွေတွေ့ကြုံခဲ့တဲ့မန်စီးတီးလီဗာပူးလိုနဲ့လည်းအမှတ်ပိုကွာသွားခဲ့ပါတယ်။ဒါကြောင့်ဂါယီကာကလက်ရှိချိန်မှာအာဆင်နယ်အသင်းဟာပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းဖြစ်နေပြီးသူတို့ကိုတားဆီးနိုင်မယ်တင်ကသူတို့ကိုယ်တိုင်သာဖြစ်လိမ့်မယ်လို့သုံးသပ်ခဲ့တာပါ။အာဆင်နယ်အသင်းဟာဆိုရင်တော့ချက်ပီယံမဖြစ်အောင်တားဆီးနိုင်မယ်တဦးတည်းသောအသင်းကအာဆင်နယ်ပါပဲ။သူတို့ကအကောင်းဆုံးပါပဲ။သူတို့ကအကောင်းဆုံးလူစင်းရှိနေတာပါ။ သူတို့ကိုရက်တိနိုင်မဲ့တခုတည်းသောအရာကတော့သူတို့ရဲ့ဥကောင်းတွေသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေပါပဲ mass avila မှာတခြားအသင်းတွေအတွက်အခွင့်အရေးရရှိနေဦးမယ်ဆိုရင်တော့ပရိသတ်တွေကစိုးရင်လာနိုင်ပါတယ်ဒီတစ်ခုပဲဖြစ်လာနိုင်ပါတယ်သူတို့ချက်ပြင်းမဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့အားလုံးအထီးချက်ကိုပဲလက်ညှိုးထိုးပြရမယ်လို့ထင်ပါတယ်လို့ကာရီဂါကပြောကြားခဲ့ပါတယ်ကာရီဂါကအဇေဟာအာဆင်နယ်အသင်းကိုတိုးတက်ပြောင်းလဲစေမယ်သူမဟုတ်ဘူးလို့အငဲဖြတ်ခဲ့မိခြင်းအတွက်မာယွန်ချောင်းလေးတောင်းပန်စကားဆိုခဲ့ပါတယ် မန်ယူတင်းရဲ့တိုက်စစ်မှုအောင်ရွန်နီကလီဗာပူးနီးပြအာနယ်စလော့အနေနဲ့အေဂျစ်တိုက်စစ်ကစားသမားဆာလက်ကိုပွဲထွက်လူစင်းမှာအသုံးမပြုဘဲခြံလှမ်းတင်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်လီဗာပူးတင်းဟာဆိုရင်တော့အခုတစ်ပတ်အရှင်းပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာနော်တင်ယမ်ဖောရက်တင်းကို၃ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ပြီးတော့ဆာလက်အနေနဲ့ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့်ပဲရွန်နီကအခုလိုပြောကြားခဲ့တာပါကျွန်တော်သာ slot ဆိုရင်တော့အတင်းပေါ်တက်ရောက်မှုရှိစေမဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့မှာပါ ဆာလက်ကသူတို့ရဲ့ခံစစ်ပိုင်းကိုအကူအညီမပေးနိုင်ခဲ့ပါဘူးလို့ရွန်နီကပြောကြားခဲ့ပါတယ်။ဆာလက်ကတော့ပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိရဲ့ဂိုးအသွင်းအများဆုံးနဲ့ဂိုးပန်တီမှုအများဆုံးကစားသမားဖြစ်ခဲ့ပေမဲ့ဒီရာသီမှာဆိုရင်တော့လေဂိုးအသွင်းပြီးတော့ဖန်တီမှုနှစ်ကြိမ်သာပြုလုပ်နိုင်ပါသေးတယ်။လီဗာမူသင်းအတွက်နောက်ဆုံး၃ပွဲဆက်တိုက်ဂိုးလည်းမသွင်းဖန်တီးမှုလည်းမပြုတ်လုံနိုင်တာကြောင့်သူရဲ့စွမ်းဆောင်ရည်ပေါ်မေကွန်ထုံးမှုတွေလည်းရှိနေပါတယ်။ရွန်နီကတော့ဆာလက်ကိုဒီယာဒီမှာဥဆောင်နိုင်စွမ်းနေပါနေတယ်လို့လည်းဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့ပူပါတယ်။